တနင်္ဂနွေသားသီးများတွင်အခုရောက်ရှိနေတဲ့ဒီတပတ်တာကံကြမ္မာအခြေအနေကိုဒါတဲရော့ကတ်နဲ့နမိတ်ဖတ်ကြည့်တဲ့အခါမှာအရာရာအားလုံးပြီးပြည့်စုံတယ်လို့ဟောဆိုလို့ရတဲ့ဒါနံပါတ်3ဧကရီကတ်ကိုတွေ့ရပါတယ်ဗျဒီလိုတဲရော့ကတ်ကနမိတ်ပုံကိုတွေ့ရခြင်းအပြင်တနင်္ဂနွေသားသီးများဟာဒီတပတ်တာကာလတွင်မှထိုင်နေုံနဲ့တင်တောင်းကိုယ့်ရဲ့ကိစ္စရဲ့တော်တော်များများပါပေါ့နော်အစဉ်ပြေမှုတွေ အဖြစ်ပေါ်လာနိုင်တယ်လို့ဟောဆိုလို့ရပါတယ်။အဓိကအပြည့်တော့ဒီကာလမှာဘာမှသိပ်ပြီးတော့ပြင်ပမှန်မှန်စူးစမ်းရတာမျိုးပြင်ပမှန်မှန်အလုပ်လုပ်ရတာမျိုးမဟုတ်ဘဲနဲ့အစဉ်ပြေမှုတိုးတက်အောင်မြင်မှုတွေကကိုရှိကိုရောက်လာပါလိမ့်မယ်။ကံတရားရဲ့မျက်နှာသာပေးမှုတွေကိုရရှိစေနိုင်မဲ့ဒါအချိန်ကာလတပတ်တာကာလကိုရောက်ရှိနေခြင်းဖြစ်တယ်လို့ တွေ့ရပါတယ်ခင်ဗျာတင်းကြေသားမိများအနေနဲ့တချို့သောကိစ္စရက်လေးတွေမှာနည်းနည်းလေးအချိန်ပေးပြီးတော့ထိုင်ဆောင်နေရတာမျိုးလေးတွေလည်းပဲရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့သိကြတာကတော့တအားကြီးစူးစမ်းမှတအားကြီးအလုံးလုံးမှအောင်မြင်တာမျိုးမဟုတ်ဘဲနဲ့တက်တောင်တက်တာလေးလုံယုံစူးစမ်းယုံနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိလို့လာပါလိမ့်မယ်နောက်ငွေရေးကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာလည်းပဲအစဉ်ကြေမှုတွေကိုရရှိလို့လာနိုင်လိမ့်မယ်လို့တွေးရပါတယ်တခုတတိထားမှာဒီတပတ်တာကာလတွင်မှာ ကျမ်းမာရေးပိုင်းလေးတွေကိုတော့နည်းနည်းသယူဆိုင်ပါ နေထိုင်မှအကောင်းဖြစ်ခြင်းနဲ့ကျမ်းမာရေးအညံ့လေးတွေကြုံရတတ်ပါတယ်။နောက်အမျိုးသမီးတအူးရဲ့အကူအညီကောင်းတွေကိုရရှိစေတတ်တယ်လို့လည်းပဲဟောဆိုလို့ရပါတယ်ခင်ဗျာ။ဒီတပတ်တာကာလအတွင်းမှာမိဟောင်းစေဟောင်းအနေနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။နောက်အလုံဟောင်းနေရာဟောင်းတွေကို ပြန်ရောက်သွားတာမျိုးတွေလည်းပဲဖြစ်ပေါ်စေတတ်တယ်လို့ တွေ့ရပါတယ်။နောက်ဆုံးရှုံးထားတဲ့ငွေတွေပြန်ရလာတာမျိုးတွေလည်းပဲရှိလာနိုင်ပါလိမ့်မယ်ခင်ဗျာ။အဲ့တော့ဒီတပတ်တာကာလတော်တွင်းမှာတနင်္ဂနွေသားမိများရဲ့ကံသာတာအခြေအနေကတိတိတသားကိုပွင့်လန်းတိုးတက်လို့နေပါတယ်ခင်ဗျာ။နောက်တနင်္ဂနွေသားမိများအနေနဲ့ဘာကိုပဲလှုပ်လှုပ်ပေါ့နော်။ဉာဏ်၊ပညာအတွေးခေါ်ကိုအသုံးချပြီးတော့လုံနိုင်လေအောင်မြင်လေပဲဖြစ်ပါတယ်။ဒီတပတ်တာကာလတွင်းမှာပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေ အောင်မြင်ပါလိမ့်မယ်။ကြောင်းကိစ္စ၊သင်တန်းကိစ္စ၊စာပွဲကိစ္စ၊အင်တာဗျူးကိစ္စတွေအဆင်ပြေပါလိမ့်မယ်။နောက်ဒီတပတ်တာကာလတွင်မှာမိကောင်းဆွေကောင်းတွေရဲ့အကူအညီကောင်းတွေကိုရတတ်တဲ့ဆရာသမားလိုပုံပုံတွေရဲ့အကူအညီကောင်းအကြံကောင်းညံကောင်းတွေကိုရရှိစေတတ်ပါလေ။အဲ့လိုပဲဒီတပတ်တာကာလတွင်မှာဘာသာရေးပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့လည်းပဲအောင်မြင်နိုင်တယ်လို့တွေ့ရပါတယ်။အဲ့တော့အလုတ်ကိုင်းငွေကြီးနောက်လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့အခြေအနေပညာရေးဘာသာရေး ဒီကံနေနဲ့ပတ်သက်ပြီးတော့သီတိသာသာပွင့်လန်းတိုးတက်နေတဲ့တပတ်တာကာလကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်အဲ့တော့ဆောစောပြောခဲ့တဲ့နည်းနည်းလေးဂယူဆိုင်ဖို့လိုတာက ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အညာလေးတွေအယူဆပြပါတချို့ကိစ္စလေးတွေအတွက်နည်းနည်းလေးစိတ်ရှည်ပြီးတော့သီးခံဆောင်တိုင်းပေးပါလို့ပြောချင်ပါတယ်အခုနောက်တစ်ချိန်တည်းတော့ခါလေးကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးပါဦးမယ်ဒီတပတ်တာကာလတုန်းကထူးထူးခြားခြားဘာတွေဖြစ်နိုင်တယ်လဲနောက်ဘလူးရေရီယာတွေကိုဆောင်ရွက်သင့်တယ်လဲဆိုတာကိုအကြံပြုပေးပါမယ်ခင်ဗျာမိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဗီဒီယိုမြန်းချင်တယ်ဆိုရင် TikTok Bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အထူးကနေပြီးတော့ကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့ ဗီရီမင်းများလို့ရပါတယ်။တဝူးချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီရီဟော့စနန်းတွေကိုကျွန်တော်ပို့ပေးတယ်။သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးပါတယ်။ညံပူဇော်ကတဝူးကိုနှစ်ပေါင်းချက်ယူပါတယ်ခင်ဗျာ။ဒါ့အပြင်ကျွန်တော်ရဲ့ဒါနှီးစဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ daily haul တွေကိုကျွန်တော်ရဲ့ BD application တွေထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ဒါပြင်ခုလိုတပတ်စာဟောသနာတွေတစ်လစာဟောသနာတွေတစ်နှစ်စာဟောသနာတွေလည်းပဲပြည့်ပြည့်စုံစုံလေးဖြစ်အောင်တင်ပေးထားပါတယ်။ Play Store မှာစောရံထိုးဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ application link ကို download ဆွဲတာဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။အခုတနင်္ဂနွေသားမိများတဲ့နောက်တစ်ချိန်တဲရွက်ကလေးကျွန်တော်ထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီ။ဒီတပတ်တာကာလအတွင်းမှာကောင်းသော အပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ိုးတက်အောင်မြင်မှုတွေကိုလည်းပဲရရှိလို့လာနိုင်ပါတယ်အခက်အခဲတချို့ကြုံလာနိုင်တော်လည်းပဲဒီအခြေအနေတွေကိုအာမေသာဖျက်ချနိုင်ပါလိမ့်မယ်ခရီးသွားလာလှုပ်ရှားမှုတွေနဲ့လည်းပဲအကျိုးပေးတတ်တယ်အဲ့လိုအခြေအနေမျိုးတွေလည်းပဲကြုံတွေ့ရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာရေရာအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ထံမှာတပြေညွတ်တပြေပန်းပေါ့နော်အဲဆယ်ညွတ်တိတိလှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေပွင့်ဖို့အတွက်ဆုတောင်းပေးပါလို့အကြံပြုပေးလိုက်ပါတယ် တနင်္လာသားသမီးများတွေအခုရောက်ရှိနေတဲ့တပတ်တာကံကြမ္မာအခြေအနေကိုတဲရော့ကတ်ကြီးလိုက်တဲ့အခါမှာနံပါတ်၁၈လာမင်းဆန္ဒကပ်ကိုကြားပါတယ်ဒီလိုတဲရော့ကတ်ကနံပါတ်ပုံကိုတွေ့ရခြင်းအပြင်တနင်္လာသားသမီးတော်တော်များများဟာဒီတပတ်တာကာလအတွင်းမှာစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေကို ကြုံတွေ့ရနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်အထူးသဖြင့်ကိုယ့်အောက်ကကိုယ့်ရဲ့နေတဲ့သူတွေကို အကြောင်းပြုပြီးတော့လည်းပဲစိတ်ညစ်စရာတွေကြုံရတတ်ပါတယ်နောက်တစ်ခုကတော့တဦးထက်ပိုတဲ့သူတွေရဲ့အနှောက်ယှက်ပေးမှုတွေကိုလည်းပဲခံရတတ်ပါတယ်ဒါကြောင့်မလို့ဒီတပတ်တာကာလတော်တွင်ဟာတင်းလာသားသမီးများအနေနဲ့အဆစအရာရာမှာဂယူဆိုင်ပါနောက်ရှက်အတိုက်ခိုက်တွေရှိနေပါတယ်လို့ဒါဥစွာပထမ မှားကြလို့ပါတယ်ခင်ဗျာတင်းလာသားကြီးများဟာဒီတပတ်တာကာလာတော်တွေမှာစိတ်မရွှင်လန်းမှုတွေဖြစ်ပေါ်နေတတ်တယ်အလိုလိုနေနဲ့စိတ်မပြုတ်ဘူးပေါ့ဗျာအဲစိတ်တည်ညစ်နေတယ်စိတ်တည်ရှုံနေပဲစိတ်တည်လေနေပဲအဲ့လိုမျိုးတွေဖြစ်နေတတ်ပါလေ။နောက်ဒီတပတ်တာကာလတည်းမှာအစိတ်ရှိတဲ့သတ္တဝါတွေကိုနည်းနည်းကယူဆိုင်ပေးရတယ်။ဥမာခွေးတို့၊ကြောင်တို့၊မွေတို့၊ကင်းတို့ပေါ့နော်။အဲစသဖြင့်အစိတ်ရှိတဲ့သတ္တဝါတွေရဲ့နှောက်ယှက်တိုက်ခိုက်မှုတွေကိုခံရတတ်ပါလေ။ ဲ့တော့ဒီတပတ်တာကာလအတွင်းမှာကြီးခဲ့တဲ့သူတွေရဲ့ညွန်ညင်းမှုလေးတွေလည်းပဲခံရတတ်တယ်။နောက်တချို့ဆိုအိမ်နဲ့အဆင်မပြေတာတို့နောက်အလောက်ကန်အကြီးခဲနဲ့အဆင်မပြေတာတို့ဒါမျိုးလေးတွေရှိတတ်တယ်။နောက်အတိုက်ခိုက်တွေတော်တော်များနေပါတယ်เนาะအဲ့တော့ကိုယ့်ကိုအကြောင်းမဲ့တက်တဲ့လူတွေကရန်လိုနှောက်ရက်တိုက်ခိုက်တာမျိုးတွေကိုခံရတတ်တဲ့အချိန်ကာလကိုရောက်နေပါတယ်။နောက်အဲ့လိုပဲဒီကာလအတွင်းမှာခยีသွာလာလှုပ်ရှားမှုတွေတော့ကြုံရတတ်ပါတယ်။အဲ့လိုသွားပြစ်လာပြစ်လှုပ်ရှားပြစ်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ကောင်းတယ်လို့ဆိုလို့ရပါတယ်။နောက်ဒီတပတ်တာကာလတွေမှာဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေအောင်မြင်ပါလိမ့်မယ်။နောက်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲအောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။အလုပ်ကိုင်မှာအဆင်မပြေတာမျိုးတွေဖြစ်တတ်တဲ့ငွေရေးကြေးပိုင်းမှာအကျပ်တဲခက်ခဲတွေကို ကြုံတွေ့ရတတ်ပါတယ်။ကျမ်းမာရေးပိုင်းမှာလည်းညံတတ်တဲ့အချိန်ကာလကိုရောက်ရှိနေတာဖြစ်တဲ့အတွက်နည်းနည်းခယူဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာ။ဒါကတော့တင်းလာသားသမီးများရဲ့ဒီတပတ်တာကံကြမ္မာအခြေအနေကိုဥသာပထမတေရောကလေးတွေကြည့်ပြီးတော့ဟောပြတာပါ။နောက်ဘာရေရာလေးတွေစောင့်ရဲတဲ့တဲ့ဘလို့ထူးထူးကြက်ကြအဖြစ်ပြက်တွေနဲ့ဘလို့အခွင့်အမ်းတွေရရှိနိုင်အောင်မလဲဆိုတာကိုနောက်တစ်ချိန်တေရောကလေးကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးပါမယ်။ကျွန်တော်ရဲ့မိတ်ဆွေများက ကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းကျင်တယ်ဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာ။တဦးချင်းတယောက်ချင်းရဲ့ဂိမ်းတန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးပါတယ်။လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ရန်ဘူးစွာပါတဦးကို2000ကျပ်ရှူပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့ကျွန်တော်ရဲ့နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily haul တွေကို ဒါကျွန်တော်ရဲ့ billing application လေးထဲမှာတင်ပေးထားတာရှိပါတယ်။ Play Store မှာ Soyan Thon ဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ billing application လေးကို download ဆဲကဝင်ရောက်ကြည့်ရှုဖတ်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။အခုဆက်ပြီးတော့တင်လာသားသမီးများအတွက်ဒုတိယတစ်ချိန်တင်ရတာကလေးကျွန်တော်ချိုးကြည့်လိုက်ပါပြီခင်ဗျာ။ တင်းလာသားသမီးများဟာဒီတပတ်တာကာလာတော်တွင်မှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အဆင်မပြေမှုတွေကိုအများဆုံးကြုံတွေ့လာရနိုင်တယ်လို့တွေ့ရပါတယ်เนาะတေရကကသဖူးကပ်ကိုထပ်ပြီးတော့ကြာတာเนาะနောက်ဒီတပတ်တာကာလာတွင်မှာဆုံးဖြတ်ချက်အမှားတွေဖြစ်ပေါ်စေတတ်ပါတယ်ဒါမျိုးဘာကိုပဲစဉ်စဉ်စဉ်းစားဆုံးဖြတ်လောက်ကန်ဆောင်ရွက်တည်ပဲဖြစ်ပါစေအဲ့တော့တိုင်မင်တင်းတဲ့သူနဲ့တိုင်မင်မှာ အဲတော့အဲ့လိုပဲအချိန်ယူပြီးတော့စဉ်းစားပြီးတော့ဆုံးဖြတ်ပြီးတော့လုပ်ပါဇုတရွတ်မလုပ်ပါနဲ့အမာရွေများတတ်ပါလေခြေထောက်ကိုထိခိုက်တတ်ပါတယ်ခြေထောက်ဘေးဥပါဖြစ်တတ်တယ်ဒါလေးတွေကိုဂယူဆိုင်ပါအဲ့တော့စိတ်မကြည်လင်မှုတွေကြောင့်ကြံတဲ့အဆအဆအရာရာအလုံးမှာအဆင်မပြေမှုတွေဖြစ်တတ်တယ်ကျန်းမာရေးပိုင်းမှာလည်းပဲဂယူဆိုင်ပါလို့မှာကြားလိုပါတယ်ခင်ဗျာရေရာအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထာမှာသပြေညွန်းချောင်းညွန်းရဲ့အုံညွန်းတညွန်းရဲ့ လှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေပွင့်ဖို့အတွက်ဆူတောင်းပေးပါလို့ဒါရေရာလေးလေးပေးလိုက်ပါတယ်။အင်းသာသားသမီးများအတွက်ဒီတပတ်တာကံကြမ္မာအခြေအနေကိုဒါတဲရော့ကက်ကက်နံပါတ်ပုံကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာနံပါတ်၄အီဂရီကက်ကိုကြာပါတယ်။ဒီလိုတဲရော့ကက်ကက်နံပါတ်ပုံကိုတွေးရခြင်းအပြင်အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာ ိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်။ဒါပေမဲ့ဒီတပတ်တာကာလအတွင်းမှာအနှောင့်အယှက်အတိုက်ခိုက်တွေတအားဖို့များနေတတ်ပါတယ်။အထူးသဖြင့်တော့ ကြီးကဲတဲ့သူတွေကိုအကြောင်းပြုပြီးတော့လည်းပဲစိတ်ညစ်စရာတွေပြဿနာအခက်အခဲလေးတွေဖြစ်ပေါ်စေတတ်တယ်လို့တွေ့ရပါတယ်ခင်ဗျာ။အင်္ဂါသားမိများဟာဒီတပတ်တာကာလအတွင်းမှာကိုယ့်ရဲ့စိတ်ကူးညံ့တွေကိုယ့်ရဲ့အတွေးခေါ်တွေကိုယ့်ရဲ့အယူအဆတွေအပြောင်းလဲတွေ ဖြစ်ပေါ်စေတတ်ပါလေအဲ့ဒီအပြောင်းလဲတွေဟာလည်းပဲကောင်းသောပြောင်းလဲခြင်းတွေလို့ဆိုလို့ရပါတယ်ခင်ဗျာနောက်ဒီတစ်ပတ်တာကာလအတွင်းမှာပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်နောက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲအောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်ငွေကအဝင်အထွက်ကျန်းနေတတ်ပါတယ်ဝင်လဲဝင်နေထွက်လဲထွက်တယ်ရလဲရတယ်ကုန်လဲကုန်တယ်လက်ထက်မှငွေမမြဲတတ်ဘူးဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာအဲ့လိုပဲဒီတပတ်တာကာလတွေမှာဘယ်ကိစ္စကိုပဲလှုပ်လို့ခက်ခက်ခက်ခဲပေါ့နော်စူးစမ်းပြီးတော့လုပ်ရတတ်တယ်စိန်ခေါ်မှုတွေတိုက်ပွဲတွေကိုကြုံတွေ့ရတတ်တဲ့အချိန်ကာလတပတ်တာကာလကိုရောက်ရှိနေပါတယ်။ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်လည်းပဲခယူစားပြပါအထူးသဖြင့်ဖြားရနာလာနေထိုင်မကောင်းဖြစ်တတ်တာ အပြင်ပေါ့နော်။ ဘေးဥပတ်အန္တရာယ်လိုဟာမျိုးထိခိုက်မှုလေးတွေကိုလည်းပဲပို့ပြီးတော့ဂရုစိုက်ပေးပါလို့မှာကြားလိုပါတယ်အဲ့တော့အလောက်ကိုင်းနေမှာတိုးတက်အောင်မြင်မယ်ဒါပေမဲ့အခက်အခဲအကြက်တဲလေးတွေအနှောက်ယှက်လေးတွေလည်းပဲပေါ်များတတ်တယ်ငွေကြေးပိုင်းမှာအဝင်အထွက်ကျန်းနေတတ်ပါတယ်ပညာရေးပိုင်းကောင်းတဲ့ဘာသာရေးပိုင်းကောင်းတဲ့နောက်ခရီးသွားလာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ကောင်းတယ်ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ညံ့တယ်လူမှုရေးပိုင်းနဲ့ပတ်သက်ရင်တိတ်ပြီးတော့မကောင်းပါဘူး တော့အဓိကအပြင်တော့ဒီတပတ်တာကာလအတွင်းမှာအခက်ခဲတွေစိန်ခေါ်မှုတွေရှင်ပြိုင်မှုတွေတိုက်ပွဲတွေကိုအများဆုံးကြုံရနိုင်တယ်လို့ဒါပထမကြိုးခဲ့တဲ့တေရွက်ကတ်ရဲ့နမိတ်ပုံရတွေ့ရပါတယ်နောက်တစ်ချိန်တေရွက်ကတ်ထပ်ချုပ်ပြီးတော့အင်္ဂါသားမီးများတွေတဲ့ဘလုကန်တရားရဲ့အခွင့်လန်းကောင်းတွေကိုရှားရှိလာနိုင်အောင်မလဲနောက်ဘလုရေရာလေးတွေကိုစောင့်ရဲသင့်ပါတယ်ဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်ခင်ဗျာမိတ်ဆွေများကကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီမင်းမြန်းကျင်နေဆိုရင် TikTok ဘိုင်အုံမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဓိကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမြန်လို့ရှားပါတယ်ခင်ဗျာတဦးချင်းတယောက်ချင်းရဲ့ခင်ဗျာကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်လိုအပ်တဲ့ရေရီယာကိုဂျယ်ရီယာတွေကိုအကြံပြု လမ်းညွှန်ပေးပါတယ်။ညံပူဇော်ကတအူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။နောက်ကျွန်တော်ရဲ့နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေကိုကျွန်တော်ရဲ့ Bedin application လေးထဲမှာ ဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ဒါ့အပြင်တပတ်စာဟောသနာတွေ၊ဒလားစာဟောသနာတွေ၊တနေ့စာဟောသနာတွေလည်းပဲ ပြည့်ပြည့်စုံစုံလေးကျွန်တော်တင်ပေးထားပါတယ် Play Store မှာစောရံထုံးတဲ့နာမည်ကိုရိုက်ပြီးတော့ Billing Application လေးကို download ဆွဲတာအားပေးလို့ရပါတယ်ခင်ဗျာအခုအင်္ဂါသားသမီးများအတွက်နောက်တစ်ချိန်တဲရော့ကလည်းကျွန်တော်ထပ်ပြီးတော့ကိုချိုးကြည့်လိုက်ပါပြီအင်္ဂါသားသမီးများအတွက်ဒီတစ်ချိန်တဲရော့ကချိုးတဲ့အခါမှာအကူအညီကောင်းအထောက်ပံ့ကောင်းတချို့ကိုဒီတပတ်တာကာလတော်အတွင်းမှာရောက်ရှိလာနိုင်တယ်လို့ တွေ့ရပါတယ်အထူးသဖြင့်ကြီးသောမိမတအူရဲ့အကူအညီမျိုးတွေရလာနိုင်ပါတယ်ကြီးတာငယ်တာခဏဖယ်ထားပြီးတော့မိမတအူရဲ့အကူအညီတွေရလာမယ်လို့ပြောရင်လည်းပဲပို့ပြီးတော့မှန်ပါလိမ့်မယ်ခင်ဗျာနောက်ဒီဘက်တပတ်တာကာလတော်တွေမှာတချို့ကိစ္စလေးတွေမှာနည်းနည်းလေးစိတ်ရှည်ရတာလေးတွေတီးကံစောင့်ဆိုင်းရတာမျိုးလေးတွေရှိပါလိမ့်မယ်ဘယ်ကိစ္စကိုပဲလုပ်လို့အလောသုံးလေမလုံးစီချင်ပါဘူးခင်ဗျာရေရာအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ထက်မှာဗတောင်းညွတ်စနဲ့ညွတ်သို့မဟုတ်မင်းမျိုးပန်းငါးပွင့်နဲ့ နေ့စီပံခொနှက်ပွဲကိုရောပြီးတော့လှူပေးပါဗရောင်းညွန့်ရရင်ဗရောင်းညွန့်စနေညွန့်လှူလို့ရတယ်ဗရောင်းညွန့်မလွယ်ဘူးဆိုရင်မင်းမျိုးပံဘာရောင်းမဲ့ဖြစ်ဖြစ်ငါးပွင့်နေ့စီပံဘာရောင်းမဲ့ဖြစ်ဖြစ်ခொနှက်ပွဲအဲ့နှစ်ခုတွဲပြီးတော့ပြားမှာလှူပေးလို့ရပါတယ်ဘောရဘူးသားသမီးများတွေဒီတပတ်တာကံကြမ္မာအခြေအနေကိုကျွန်တော်တဲရက်ကချိုးကြည့်တဲ့အခါမှာနံပါတ်5ဖုံးကြီးကပ်ကိုကြားတယ်လို့တွေ့ရပါတယ်။ဒါကြောင့်မဒီတပတ်တာကာလတုန်းကဘောရဘူးသားမီးရဲ့များရဲ့ကံစားတာအခြေအနေတွေကများသောအားဖြင့်ကောင်းမွန်တိုးတက်မှုတွေကိုရရှိလို့ တာနိုင်လိမ့်မယ်လို့ဆိုလိုရပါတယ်အထူးသဖြင့်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအောင်မြင်မှုတွေရှိနိုင်တယ်လို့ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။ကျောင်းကိစ္စ၊သင်တန်းကိစ္စ၊စာမွေးကိစ္စ၊အင်တာဗျူးကိစ္စတွေအားလုံးအခြေအနေကောင်းပါတယ်။မိကောင်းဆွေကောင်းတွေနဲ့ဆုံတွေ့ရတတ်ပါတယ်။ဆရာသမားလို ပုဂ္ဂိုလ်တွေရဲ့အကူအညီကောင်းတွေကို ရရှိစေတတ်ပါတယ်။ဘယ်ကိစ္စကိုပဲလုပ်လို့ခက်လောလောခက်မြန်မြန်နဲ့ပေါ့နော်။ လုံးထာမျိုးမဟုတ်ဘဲနဲ့ဖြည်းဖြည်းအေးအေးနဲ့စဉ်စဉ်သာသာတွေးတွေးခေါ်ခေါ်တိုင်တိုင်မြင်မြင်နဲ့လုပ်မယ်ဆိုရင်ဘယ်လိုလုပ်ငန်းဆောင်တာသိစက်အမျိုးပါပဲဖြစ်ဖြစ်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ဗုဒ္ဓဘုရားသီးများဟာဒီကာလမှာများသောအားဖြင့်စိတ်ချမ်းသာမှုပျော်ရွှင်မှုတွေကိုရရှိစေပါလိမ့်မယ်ခရီးသွားလာလှုပ်ရှားမှုတွေနဲ့လည်းပဲ ကြုံတွေ့ရတတ်ပါတယ်။ကောင်းသောခရီးတွေသွားရတတ်တယ်လို့တွေ့ရပါတယ်။ချစ်သူခင်သူတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုရရှိစေနိုင်မဲ့အချိန်ကာလကိုရောက်ရှိနေတယ်လို့တွေ့ရပါတယ်ခင်ဗျာ။ဒီတစ်ပတ်တာကာလအတွင်းမှာငွေဝင်ပါလိမ့်မယ်၊လက်ရွှေပါလိမ့်မယ်၊စီးပွားဖြစ်ပါလိမ့်မယ်၊လုပ်ငန်းကိုင်ငံတွေမှာတိုးတက်အောင်မြင်ပါလိမ့်မယ်။ဒါပေမဲ့အနှောက်အယှက်တချို့တော့ကြုံရတတ်ပါတယ်။အထူးသဖြင့်အောက်လက်နေသားတွေကိုအကြောင်းပြုပြီးတော့လည်းပဲစိတ်ညစ်စရာတွေကိုကြုံရတတ်တယ်။လူမှုပေါင်းနဲ့ဆက်ဆံရေးပိုင်းတွေမှာသိမ့်မကောင်းပါဘူး။တချို့သောယင်းဒီရတဲ့သူတွေ အကျိုးသောယုံကြည်ရတဲ့သူတွေကြောင့်အဲစိတ်နှောက်ယှက်ဖြစ်စရာလေးတွေကိုကြုံရတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကံတွေကောင်းနေတယ်လို့ထင်ရတော့လည်းပဲတခါလေလေမှာဒီတပတ်ထဲမှာပေါ့နော်စိတ်မရှင်လန်းမှုတွေစိတ်မပျော်ရွှင်မှုလေးတွေလည်းပဲအကြောင်းမဲ့မဲ့ရမရှိဘဲနဲ့ဖြစ်နေတတ်တဲ့ပုံစံလေးတွေကိုသွားတွေ့ရပါတယ်နော်ဒါပေမဲ့အဲ့ဒါကသိတော့ပြောပါလောက်တဲ့အခြေအနေမျိုးတွေရလို့တော့မဟုတ်ပါဘူးခင်ဗျာအဲ့တော့အလုံးကိုင်းငွေကြီးနောက် မိကောင်းဆွေကောင်းတွေရဲ့အကူအညီကောင်းဆရာသမားတွေရဲ့အကူအညီကောင်းပညာရေးဘာသာရေးခရီးသွားလာလှုပ်ရှားမှုအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကောင်းနေတယ်လို့တွေ့ရပါတယ်ဒါကတော့ပထမတဲရော့ကတ်တွေကိုကျွန်တော်ကြည့်ပြီးတော့ခေါ်ပြောပေးတာပါနောက်တစ်ချိန်တဲရော့ကတ်ထပ်ချိုးပြီးတော့ဘလို့ထူးထူးခြားခြားအဖြစ်အပျက်တွေကြုံတွေ့ရနိုင်အောင်မလဲဘလို့ရရရလေးတွေစောင့်ဝဲသင့်တယ်ဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ် မိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဗီဒီယိုမြင်းချင်းနဲ့ဆိုရင် TikTok ဘိုင်ဟိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒါကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမြင်းလို့ရပါတယ်တအူးချင်းတယောက်ချင်းရဲ့ကိန်းခန်းကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတာတွေကိုကျွန်တော်ပို့ပေးတယ်နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုခီပေးဟောပေးတယ်လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူစွာကတအူးကို2000ကျပ်ယူပါတယ်ခင်ဗျာ နောက်တစ်ခုကတော့ကျွန်တော်ရဲ့နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily ဟောတွေကိုကျွန်တော်ရဲ့ BD application လေးထဲမှာဝင်ရောက်ကြည့်ရှုဖတ်ကြည့်နိုင်ပါတယ်ခင်ဗျာ Play Store မှာစောရန်ထိုးဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ BD application လေးကို download ဆွဲကဒါဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်အဲ့ထက်မှာတပတ်စာဟောစတန်းတွေအပြင် daily ဟောတွေပြင်တပတ်စာတစ်လစာတစ်နှစ်စာဟောစတန်းတွေလည်းပဲကျွန်တော်ထည့်ပေးထားပါတယ်ခင်ဗျာ အဲ့တော့ဒီတပတ်တာကာလာတွင်းမှာပေါ့နော်ဘလူးထူးထူးကြကြဖြစ်ပြက်တွေကြုံတွေ့ရနိုင်အောင်မလဲဆိုတော့ညသောအားဖြင့်ဒီတပတ်တာကာလာတော့တွင်းမှာလေကိုကနည်းနည်းလေးပေါ့နော်ကိုလုံးတဲ့အလုပ်တွေက ဇုတ်တရွတ်လုံလိုက်လို့ပေါ့နော်အမားရင်းလေးတွေဖြစ်သွားတာမျိုးလေးတွေရှိတတ်တယ်ဗျအဲ့တော့ဘယ်ကိစ္စကိုပဲပြောဆိုလုံကန်ဆောင်ရွက်စီပဲဖြစ်ပါစေအဲအလော30နဲ့ပေါ့နော်ဇုတ်တရွတ်ကြီးလှောက်တာမျိုးမဟုတ်ပဲနဲ့စင်စင်စားစားတွေးတွေးခေါ်ခေါ်တိုင်တိုင်မင်မင်လေးနဲ့လှောက်ပါအဲ့ဒါဆိုရင်အမားရင်းလေးစတိုင်းတို့တိုးတက်အောင်မြင်မှုတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်အဲ့တော့ဒီတပတ်တာကာလာတော့တွင်းမှာ မထင်မှတ်တာတွေမမျှော်လင့်တာတွေအံအားသင့်ပွေရာအဖြစ်ပြက်ပြီးကောင်းသောတိုးတက်ကြောင်းလဲမှုတွေကိုကြုံတွေ့ရနိုင်လိမ့်မယ်လို့လည်းပဲတွေ့ရပါတယ်ခင်ဗျာအဲ့တော့ရေလျာအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထံမှာအုံညွတ်၆ညွတ်ရဲ့အုံသီးစိတ်၆စိတ်ကလှူဒန်းပြီးလို့ရှိရင်ကံဒီလက်တွေပွင့်ဖို့အတွက်ဆူတောင်းပေးပါလို့ဒါဗုဒ္ဓဟူသာသမီးများအတွက်ရေလျာလေးလည်းကျွန်တော်ပေးလိုက်ပါတယ် ကြာသာပတိသားသမီးများတွေတပတ်တာကကြမှာအခြေအနေကိုတဲရွက်ကကြည့်လိုက်တဲ့အခါမှာနံပါတ်၁၄ရေခွဲနှစ်ခွက်ကပ်ကိုကြားနေပါတယ်။ဒါကြောင့်မလို့ဒီတပတ်တာကာလာတော်တွင်မှာကြာသာပတိသားသမီးများအနေနဲ့ဝေဝင်ပါလိမ့်မယ်။လက်ရွှင်ပါလိမ့်မယ်။ဥမာဈေးရောက်နေတဲ့သူတရားဆိုလို့ရှိရင် အယောင်းဝယ်တွေတအားကောင်းလာပါလိမ့်မယ်အဲ့တော့ငွေကြေးစည်းဝါးလက်လာပါနဲ့ပတ်သက်ပြီးတော့အတော်လေးပွင့်လန်းတိုးတက်မှုတွေကိုရရှိစေနိုင်တဲ့အချိန်ကာလကိုရောက်ရှိနေတယ်လို့တွေ့ရပါတယ်အဲ့ဒီလိုပဲဒီတပတ်တာကာလတော်အတွင်းမှာကန်တရာရဲ့အခွင့်အလန်းကောင်းတွေကကိုကြီးကို ရောက်လာပါလိမ့်မယ်ခင်ဗျာအဲ့တော့မိကောင်းဆွေကောင်းတွေနဲ့လည်းစုံတွေ့ရတတ်တယ်။နောက်ဒီတပတ်တာကာလတွေမှာပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေအောင်မြင်မယ်။ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေအောင်မြင်မယ်။အသီးတူးညံတူအတွေ့အူးအမြင်တူးတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။ကြာသာပေးသားမိများနေတဲ့ဒီတပတ်တာကာလတွေမှာခရီးသွားလာလှုပ်ရှားမှုတွေတွေ ကြုံတွေ့ရတတ်ပါတယ်။သွားရလာတဲ့ခရီးလမ်းမှာသိပ်ပြီးတော့မချောမွေတာမျိုးအဆင်မပြေတာမျိုးလေးတွေစိတ်အနှောင့်အယှက်ဖြစ်စရာမျိုးလေးတွေလည်းပဲကြုံရတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီခရီးကိစ္စတွေကများသောအားဖြင့်တော့ အောင်မြင်လိမ့်မယ်လို့တွေးရပါတယ်။နောက်ဒီဒီပတ်တာကာလာတော့ဒီမှာကြာသာပေးသားမိများဟာရံများတဲ့ပြဿနာများတဲ့အနှောင့်အယှက်အတိုက်အခိုက်လေးတွေရှိပါတယ်။ဒါလေးတွေကိုတော့သတိထားဖို့လိုပါတယ်ခင်ဗျာ။နောက်ကြာသာပေးသားမိများနေတဲ့ဒီဒီပတ်တာကာလာတွေမှာတချို့သောအလုပ်တွေမှာပေါ့နော်။ လောဘတကြီးလှုပ်လိုက်လို့ရှိရင်အမားရင်းတွေဖြစ်တတ်ပါတယ်။သိပ်ပြီးတော့လောဘမကြီးနဲ့သူကရောင်ရဲတင်းတိမ်ကျဉ်းနှံမှုတွေနဲ့လည်းပဲဒါအဆင်ပြေနိုင်လိမ့်မယ်။လောဘတကြီးလှုပ်လို့ရှိရင်အမားရင်းအလွဲချော်တွေဖြစ်တတ်တယ်ပေါ့။နောက်ပြန်မလောင်ကားသားလှုပ်တဲ့သူတွေဆိုရင်ပူတော်မှတတိထားဖို့လိုပါတယ်။နောက်ဒီတစ်ပတ်အတာကာလတွေမှာမိတ်ဆွေရင်တချို့နဲ့ပေါ့နော်သဘောထားအမြင်ကွဲလွဲသွားတာတို့လမ်းခွဲသွားတာတို့ဒီလိုအခြေအနေမျိုးလေးတွေကြုံရတတ်ပါတယ်။နောက်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်လာရင်ဖြားတာနာတာနေထိုင်မကောင်းဖြစ်တာတဲ့ထိခိုက်စေတတ်တဲ့အန္တရာယ်မျိုးလေးတွေကို တယူဆိုင်ဖို့လိုပါတယ်အာ6000နဲ့ခိုင်းမီတာလက်နဲ့ခိုင်းမီတာသို့မဟုတ်လက်ဓာပြတ်တာနော်အဲအဲ့လိုပဲမီကလီယာစီအပူရှော့ဖြစ်တာဓာမျိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကယူဆိုင်ပါလို့မှာကြားလိုပါတယ်အလောက်ကိုင်းတဲ့ငွေကြေးစည်းဝါးအခြေအနေတွေမှာကောင်းမွန်တိုးတက်ပါလိမ့်မယ်ဒါပေမဲ့အခက်အခဲအတားအဆီးအနှောင့်အယှက်တချို့ကိုလည်းပဲရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်လို့ဟောကြားလိုပါတယ်ခင်ဗျာဒါကတော့ပထမတဲရော့ကတ်တွေကိုကျွန်တော်ကြည့်ပြီးတော့ဟောပြတာပါနောက်တစ်ချိန်တဲရော့ကတ်လေးကျွန်တော်ထပ်ပြီးတော့ကြည့်ပြပါဦးမယ် ကြာသာပေးသားသမီးများတွေဒီတပတ်တာကာလတွင်ကဘလူကန်အကွင်လန်းတွေကြုံတွေ့ရနိုင်မလဲ။နောက်ဘလူရေရာလေးတွေကိုစောင့်ရဲသင့်ပါတယ်ဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်။မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းပေါ့နော်။ဗီဒီမေးမြန်းကျင်တယ်ဆိုရင် TikTok ဘာယုံမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဓိကနေပြီးတော့ဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ ဗီဒီမင်းများလို့ကြပါတယ်တဝူးချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီဟော့စတန်လေးကိုကျွန်တော်ပို့ပေးတယ်။နောက်သီလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတဲ့လိုအပ်တဲ့ရည်ရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူဇော်ကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ဒါအပြင်ကျွန်တော်ရဲ့နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily haul တွေကိုကျွန်တော်ရဲ့ bidding application လေးထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ Play Store မှာစောရန်ထိုးဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ bidding application လေးကို download ဆွဲပြီးတော့ဒါအားပေးနိုင်ပါတယ်။ ယ်အခုဆက်ပြီးတော့ကြာသာဝေးသားမိများတဲ့နောက်တစ်ချိန်ကျတော့တဲရော့ကလေးချိုးကြည့်လိုက်ပါပြီခင်ဗျာကြာသာဝေးသားမိများအနေနဲ့ဒီတပတ်တာကာလာတော်တွင်မှာတဦးထက်ပိုတဲ့သူတွေကြောင့်ပေါ့နော်စိတ်အနှောက်အယှက်ဖြစ်စရာလေးတွေကြုံရတတ်ပါတယ်ဒါမှမဟုတ်လူအုပ်စုတို့အများတို့နဲ့ပေါ့နော်ပေါင်းသင်းပတ်သက်ဆက်ဆံတဲ့နေရာလေးတွေမှာနည်းနည်းလေးဂယူဆိုင်ဖို့လိုပါတယ်အိုးဝိနေရာထိုက်ခင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အဆင်ပြေပါလိမ့်မယ်။မြားဘက်တွေမှာသွားရလာတာလေးတွေမှာနည်းနည်းလေးဂယူဆိုင်ဖို့သတိထားဖို့လိုပါတယ်။အစိတ်ရှိတဲ့သရဝါလေးတွေကိုလည်းပဲဂယူဆိုင်ပါမွေတို့၊ကင်းတို့၊ခွေးတို့၊ကြောင်တို့ဒါမျိုးတွေကိုစုလို့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။အဓိကအပြင်ဒီတပတ်တာကာလတွေမှာပျော်အောင်နေပါစိတ်ချမ်းသာအောင်နေပါစိတ်ချမ်းသာပြီးစိတ်ပျော်ရွှင်နေကံတရားရဲ့အခွင့်အလမ်းကောင်းတွေကကိုယ့်ရှိကိုရောက်လာနိုင်လေပဲလို့ပဲကျွန်တော်အနေနဲ့အကြံပြုပေးလိုပါတယ်မိစေများက မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့ထာမှာခရီညွတ်6ညွတ်လှူဒန်းပြီလို့ရှိရင်ကံတွေလက်တွေပွင့်ဖို့အတွက်ဆုတောင်းပေးလို့ရပါတယ်ခရီပန်းလှူမယ်ဆိုလို့ချင်းလည်းပဲခရီပန်း6 9လှူလို့ရပါဒါမှပကံလေးထဲမှာအပုံလေး6ပုံပေါ့နော်အဲတင်ပြီးတော့လှူမယ်ဆိုလည်းပဲရပါတယ်ခင်ဗျာ တောက်ကြသားမိများတဲ့ဒီတပတ်တာကံကြမ္မာအခြေအနေကိုတဲရော့ကချိုးလိုက်တဲ့အခါမှာနံပါတ်ကိုဟာမစ်ကရသေးကတ်ကိုကြပါတယ်ဒီတဲရော့ကတ်ကနံပါတ်ပုံကိုကြည့်ရခြင်းအပြင်ဒီတပတ်တာကာလအတွင်းမှာကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်နောက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာ အောင်မြင်ပါလိမ့်မယ်အတိတူးဉာဏ်တူးအတွေ့အကြုံအမြင်တူးတွေရရှိပါလိမ့်မယ်။နောက်လုပ်ငန်းခိုင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။အခွင့်အလမ်းကောင်းသစ်တွေပေါ်ပေါက်လို့လာနိုင်ပါလေ။ရည်ရည်လှုပ်ဆောင်အောင်မဲ့ဆောင်ရွက်ချက်တွေမှာပုံမှုပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။ခရီးသွားလာလှုပ်ရှားမှုတွေနဲ့လည်းပဲ အလုံးအကျိုးပေးတတ်တဲ့ဒါအချိန်ကာလကိုရောက်ရှိလို့နေခြင်းပဲဖြစ်ပါတယ်။တောက်ကြသားသမီးများအနေနဲ့ဒီကာလတော်တွင်းမှာမိန်ဟောင်းစီဟောင်းအနေနဲ့ဆုံတွေ့ရတတ်ပါတယ်။ကွဲကွာတဲ့သူတွေနဲ့ပြန်လည်ပြီးတော့အဆက်အသွယ်ကောင်းတွေရရှိလာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။နောက်အလုံးဟောင်းနေရာဟောင်းတွေကိုပြန်ရောက်သွားတာမျိုးတွေဖြစ်ပေါ်စေတတ်တယ်လို့တွေ့ရပါတယ်ခင်ဗျာ။ဒီတပတ်တာကာလတွင်းမှာဘယ်ကိစ္စကိုပဲလှုပ်လှုပ်ပေါ့နော်။အပီးမတ်တတ်တာလို့လက်ဆက်မတ်တတ်တာလို့အဲ့တော့နေ့အချိန်ဆွဲညအချိန်ဆွဲပေါ့နော်။ အခုလုံးလို့ပြီးတဲ့အလုပ်တခုကိုအခုတခါတည်းအပြတ်မပြတ်ပြန်နေပေါ့နော်အကြောင်းမဲ့ပေါ့နော်ဒါအချိန်ဆွဲပြီးတလို့မျိုးတွေ ဖြစ်နေတာပါတယ်ဒါလေးတွေကိုယူဆိုင်ပါနောက်အနှောက်ယှက်လေးတချို့ရှိနိုင်ပါတယ်ကိုယ့်ကိုမလိုမုန်းထားတဲ့သူနှောက်ယှက်ကြိုက်ခိုက်ခြင်းတဲ့သူတွေအကြောင်းပေါ့နော်စိတ်အနှောက်ယှက်ဖြစ်စရာလေးတွေကြုံရတတ်တယ်ကျန်းမာရေးပိုင်းနဲ့ပတ်သက်နည်းနည်းလေးညံ့ကျင်သလိုမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့တခြားအလောက်ကိုင်ငွေကြီးစီးပွားအခြေအနေတွေမှာတော့များသောအားဖြင့်ကောင်းမွန်တိုးတက်မှုတွေအဆင်ပြေမှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ခေါ်ကြားပေးလိုက်ရပါတယ်ဒါကတော့ပထမတဲရော့ကတ်တွေကိုကျွန်တော်ကြည့်ပြီးတော့ခေါ်ကြားပေးတာပါနောက်တစ်ချိန်တဲရော့ကတ်ထပ်ချုပ်ပြီးတော့ တောက်ကြသားမိများအတွက်ဘလို့ကံအခွင့်အလမ်းတွေကြုံတွေ့ရရှိနိုင်အောင်မလဲ။နောက်ဘလို့ရေရာတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်။မိတ်ဆွေများကကျွန်တော်ကြည့်မှာတဝူးချင်းတယောက်ချင်းဗီဒီယိုမင်းများကျင်တဲ့ဆိုရင် TikTok ဘိုင်အိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမေးမြန်းလို့ရပါတယ်တဝူးချင်းတယောက်ချင်းရဲ့ကိန်းငန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစတာတွေကိုကျွန်တော်ပို့ပေးတယ်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်လိုအပ်တဲ့ရေရာတွေကိုအကြံပြု လမ်းညွှန်ပေးပါတယ်ညံပူစွာကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ ောက်တစ်ခုကတော့ကျွန်တော်ရဲ့နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily ဟောတွေကိုကျွန်တော်ရဲ့ Bidding application လေးထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ် Play Store မှာစောရန်ထိုးဆိုတဲ့နာမည်ကိုရပ်ပြီးတော့ကျွန်တော်ရဲ့ application လေးကို download ဆွဲကဒါ daily ဟောတွေအပြင်တပတ်စာဟောစံတွေတစ်လစာဟောစံတွေတစ်နှစ်စာဟောစံတွေကိုလည်းပဲဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာအခုဆက်ပြီးတော့ဒုတိယတစ်ချိန်ဒါတဲရော့ကလေးကိုတောက်ကြတာလေးများလည်းကျွန်တော်ချိုးကြည့်လိုက်ပါပြီ ပေါကြသားသမီးများအနေနဲ့ဒီကာလာတော်တွင်းမှာပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာအောင်မြင်တိုးတက်ဖို့တွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ဒါပထမတေရောကက်ကနမိတ်ပုံတိုင်းပဲကျွန်တော်ထပ်ပြီးတော့တွေ့ရပါတယ်။တပည့်တပန်းအောက်လက်ငယ်သားတွေရဲ့အကူအညီကောင်းတွေရတတ်တယ်လို့ဆရာသမားလိုပုဂ္ဂိုလ်တွေကြီးခဲ့တဲ့သူတွေရဲ့အကူအညီကိုအကူအညီကောင်းတွေကိုလည်းပဲအကြံကောင်းအကြံကောင်းတွေကိုလည်းပဲရရှိစေတတ်ပါတယ်။ဘယ်ကိစ္စကိုပဲလှုပ်လှုပ်ခက်လောလောခက်မြင်မြန်လောရတာလောက်တာမျိုးမဟုတ်ပဲနဲ့စဉ်စဉ်စားစားတွေးတွေးခေါ်ခေါ်ချင်း ချိန်ဆဆလေးနဲ့လုံမဲ့ဆိုရင်အောင်မြင်တိုးတက်မှုတွေကိုပို့ပို့ပြီးတော့ရရှိစေနိုင်ပါလိမ့်မယ်အဲ့တော့ဉာဏ်ပညာအတွေးခေါ်တွေကိုအသုံးချပြီးတော့လုံနိုင်လေပို့မို့ပြီးတော့တိုးတက်အောင်မြင်နိုင်လေပဲလို့ဟောဆိုလိုရတဲ့အချိန်ကာလမျိုးကိုရရှိနေခြင်းပဲဖြစ်ပါတယ်ရေရာအနေနဲ့ကတော့ဘုန်းကြီးရဟန်းတန်ခါတစ်ပါးပါးကိုကိုတတ်နိုင်သလောက်ဒါနကုသိုလ်ပေါင်းမှုတစ်ခုပြုပေးပါလို့အကြံပြုပေးလိုက်ရပါတယ် စနေသားမီးများတွေတပတ်တာကတ်ကြမှာအခြေအနေကိုကျွန်တော်တဲရော့ကတ်ကြည့်လိုက်တဲ့အခါမှာနံပါတ်7ဒွန်ကျဲဆိုတဲ့ကတ်ကိုကြပါတယ်ဒီလိုတဲရော့ကတ်ကဲ့နံပါတ်ပုံကိုတွေ့ရခြင်းအပြင်စနေသားမီးများဟာဒီတပတ်တာကာလတွင်မှာစူရူးပွဲလူဂုံလူတွေရတတ်တယ်အများရဲ့ချီးကျူးမှုတွေကိုခံရတတ်တယ်နာမည်ကုန်တဲ့င်းတွေကျော်သောစေတတ်တယ်ဆိုဟောဆိုရမယ့်အချိန်ကာလကိုရောက်ရှိလို့နေခြင်းပဲဖြစ်ပါတယ်ဒါပြင်ဒီတပတ်တာကာလတွင်မှာအလောက်ကအခွင့်လန်းကောင်းနှစ်ခုလောက် ပေါ်ပေါက်လာနိုင်တယ်လို့တွေ့ရပါတယ်ခင်ဗျာဒီတပတ်တာကာလတွေမှာငွေဝင်ပါလိမ့်မယ်လက်ရှင်ပါလိမ့်မယ်စီးပွားဖြစ်ပါလိမ့်မယ်လုပ်ငန်းကိုင်ငန်းတွေမှာတိုးတက်အောင်မြင်ပါလိမ့်မယ်ဒါပေမဲ့ပြောပြရရှိတာကနာမည်ကြီးထမင်းငတ်လို့ပုံစံမျိုးတော့ဖြစ်နေတတ်ပါတယ်ဝင်သလောက်ပြန်ထွက်ရသလောက်ပြန်ကုန်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတတ်တယ်ဒါမလို့ငွေကြေးပိုင်းဟာလိုအပ်လို့ကုန်တာလားမလိုအပ်ဖက်နဲ့အထွက်ပြုအကုန်ကြေးညားနေသလားပေါ့เนาะဒါလေးတွေကိုခယူဆိုင်ဖို့ လိုပါတယ်ခင်ဗျာစနေသားမီးများဟာဒီတပတ်တာကာလအတွင်းမှာတချို့သောပြဿနာလေးတွေပေါ့နော်ကြုံတွေ့ရတတ်တယ်ပြောဝါဆိုဝါဖြေရှင်းရတဲ့ကိစ္စလေးတွေ ကြုံရတတ်တယ်ဆိုတာကိုတွေ့ရပါတယ်အဓိကအပြင်တော့ကိုပါပဲလှုပ်လို့ကိုလှုပ်တဲ့အလုပ်တွေမှာအမှားကြီးမဖြစ်ပါစေနဲ့မှန်မှန်ကန်ကန်ပြုမှုပြောဆိုလောက်ကန်ဆောင်ရွက်ပါလို့လည်းပဲအကြံပြုပေးလိုပါတယ်ခင်ဗျာဒီတပတ်တာကာလအတွင်းမှာလှုပ်ရှားသွားလာမှုတွေများနေရတတ်ပါတယ်ခရီးနဲ့လည်းပဲအကျိုးပေးတယ်လို့တွေ့ရပါတယ်အပြောင်းလဲတွေဖြစ်ပေါ်စေနိုင်တဲ့ကောင်းသောတိုးတက်ပြောင်းလဲမှုတွေကိုကြုံတွေ့ရရှိနိုင်ပါတယ်အလောက်ကန်ငွေကြေးနောက်ပညာရေးဘာသာရေးနာမည်ကုန်သတင်းပေါ့နော်ဒါရင်နဲ့ပတ်သက်ပြီးတော့ကောင်းတယ်လို့ကျန်တဲ့ကျန်းမာရေး ရေးပိုင်းတို့လူမှုရေးပိုင်းတို့နဲ့ပတ်သက်လို့လည်းဆက်ပဲဒါအလွန်ကောင်းတဲ့အချိန်ကာလကိုရောက်ရှိနေပါတယ်အဲ့တော့အညံ့ဆိုတာကတိတ်တော့မရှိဘူးဗျစောစောပြောသလိုပေါ့နာမည်ကြီးထမင်းငတ်လို့ပုံစံမျိုးဖြစ်နေတာတို့ငွေကြီးအကုန်အကြအထွက်ပြုတွေများနေတာတို့ဒီလိုပုံစံမျိုးလေးတွေတော့သွားပြီးတော့တွေ့ရပါတယ်ဘာပဲဖြစ်ဖြစ်ဒီတပတ်တာကာလတော့တွင်ဟာစနေသားမိများအနေနဲ့ကံစားတာတွေ ကောင်းမွန်တိုးတက်ပြီးတော့အခွင့်အလမ်းကောင်းတွေဖြစ်ပေါ်လာစေနိုင်မဲ့အချိန်ကာလတပတ်တာကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။ဒါကပထမတဲရော့ကတ်တွေကိုကျွန်တော်ကြည့်ပြီးတော့ဟောပေးတာပါ။နောက်တစ်ချိန်တဲရော့ကတ်လေးထပ်ချုပ်ပြီးတော့စနေသားသီးများတွေဒီတပတ်တာကာလတော်တွေမှာဘလို့ကံအခွင့်အလမ်းကောင်းတွေကိုရရှိနိုင်အောင်မလဲဘလို့ရည်ရည်အရာတွေကိုဆောင်ရွက်သင့်တယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါဦးမယ်ခင်ဗျာ။ မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမြင်းများရှင်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ ဗီဒင်မင်းများလို့ရပါတယ်ခင်ဗျာတဝူးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒင်ဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးပါတယ်လိုအပ်တဲ့ရည်ရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူတော်ကတဝူးကိုနှစ်ပေါင်းချက်ယူပါတယ်နောက်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily ဟောတွေကိုကျွန်တော်ရဲ့ဗီဒင် application တွေထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်အဲ့တော့ daily ဟောတွေအပြင်တပတ်စာဟောစတန်တစ်လစာဟောစတန်တစ်နှစ်စာဟောစတန်တွေလိုလည်းပဲ အဲပြည့်ပြည့်စုံစုံလေးပြအောင်ကျွန်တော်တင်ပြထားပါတယ် Play Store မှာ Soyan Tone ဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ download ဆွဲပြီးတော့ဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်ခင်ဗျာအခုစနေသားမိမအတွက်နောက်တစ်ချိန်ကျွန်တော်တဲရော့ကလေးထပ်ပြီးတော့ခြုံကြည့်လိုက်ပါတယ်ဒီတပတ်တာကာလအတွင်းမှာအောက်လက်ငယ်သားတချို့ကြောင့်စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေကိုယ့်အောက်ငယ်တဲ့သူတွေအတွက်နဲ့စိတ်ညစ်စရာလေးတွေကိုကြုံရတတ်တယ်ဆိုတာကိုတော့တွေ့ရပါတယ်နောက်ဒီတပတ်တာကာလတော်အတွင်းမှာစိတ်ကလေအလိုလိုနေနဲ့မရွှင်လန်းသလိုမျိုးပေါ့စိတ်ညစ်စရာမျိုးပေါ့နော် အဲစိတ်ဖိစီးမှုများနေတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်ပေါ်စေတတ်ပါတယ်တန်းနိုင်သူရအဲ့လိုမျိုးမဖြစ်စေပန်းတဲ့ပေါ့နော်ကိုယ်စိတ်ကိုလန်းဆန်းကြည်လင်ပေါ်ပါအောင်ထားပါအဲ့ဒါမှကိုယ့်ရဲ့ကံတွေကကောင်းလာလိမ့်မယ်လို့တွေ့ရပါတယ်ရေရာအနေနဲ့ကတော့ခွေးသာကျွေးပေးပါတယ်ခွေးကိုအစာကျွေးပေးခြင်းဟာဒီတပတ်တာကာလအတွင်းကိုယ့်ရဲ့ကံတွေကိုပို့ပို့ပြီးတော့ကောင်းမွန်တိုးတက်စေပါလိမ့်မယ်